မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့စစ်စခန်းပေါင်း25ခုကိုမန္တလေး PDF ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့လက်နက်ခဲယမ်းအများပြားကိုတင်စီရရှိကပြူစောထီးများဟာလက်နက်ချအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မရိယာမြို့နယ်အတွင်းမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီးတော့လက်ရှိအချိန်မှာစခန်းသားတပ်စခန်း ကြောင်မန်းတက်တက်စကန်ဇပကြီတောင်တက်စကန်ကြောက်ကျန်းတောင်တက်စကန်ငွေပထိုးတက်စကန်ရှင်မတောင်တက်စကန်ငကပတ်တက်စကန်နွားချံကုန်းတက်စကန်ဝင်းတင်ကုန်းတက်စကန်လက်တန်းတောင်တက်စကန်ခြေတော်ရတက်စကန်ကိုရင်လေးတောင်တက်စကန်ကင်းရွာတက်စကန်ဆယ်တော်လမ်းခွဲမှာရှိတဲ့တက်စကန်ရေနသာတိုးဂိတ်ရေနသာရဲစကန်နဲ့ပတ်လည်အင်းတက်စကန်တို့အပါဝင်ရန်သူတက်စကန်ပေါင်းစုစုပေါင်း25ခုကိုအပိသက်သိမ့်ပိုက်ရရှိထားတယ်လို့သိရပါတယ်အဲ့ဒီဆက်စင်ရေးများအတွဲမှာအကြမ်းဖက်စစ်ကောင်စီထံက တရားနာဆဲမမစိန်ပြောင်းတက်လက်အပါဝင်လက်နက်ခဲရအများပြားကိုထမှန်သိသိရရှိခဲ့တယ်လို့သိရပါတယ်။မရိယာမြို့နယ်အတွင်းစစ်စင်ရေးများမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့အတူမရိယာမြို့မှန်တပ်ဖွဲ့နဲ့ SSTF တပ်ဖွဲ့တို့ကပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြူစော့တီအဖွဲ့ဝင်များဟာမန္တလေး PDF တပ်ဖွဲ့ထံမှာလက်နက်ချလင်းဝယ်မှုများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မုံမိတ်မြို့နယ်နဲ့နောင်ချုံမြို့နယ်တို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီကတပ်စခန်းများမကြဆုံးရေးအတွက်လေကြောင်းကနေပြီးတော့အပြင်းထန်ခုခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ6ရက်နေ့မနက်9:00နာရီကန် ကြောင်မဲမြို့နယ်မှာတောင်းတက်မတော်တရားနာလေးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စကခ1ခမရ901ခမရ902တပ်စခန်းကုန်းမှာတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မုံမိတ်မြို့နယ်လေကြီးရွာနတ်စင်အနီးတစ်ဝိုက်မှာလည်းတောင်းတက်မတော်တရားနာလေးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စကခ ခလာရ3 4ရက်တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအလားတူပဲနောင်ချုံမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်ကောင်းစီတပ်ရဲ့606ဒုံးတက်စခန်းမှာလည်းတောင်းတမတော်တီအန်နာလေးနဲ့အကြံဖတ်စစ်ကောင်းစီတို့တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့တယ်လို့သိရပါဗါးနောင်ချုံမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားလျက်ရှိတဲ့ဒုံးတက်606စခန်းအနီးတစ်ဝိုက်ကို အကြံဖတ်စစ်ကောင်းစီက Jet Fighter နဲ့10ချိန် Wing 12နဲ့ဘုံးအလုံး90လေချောင်းကနေပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လာရှိုးမြို့နယ်အီနိုင်းရွာနဲ့စေမိုင်ဂုံးကြားမှာအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့နှစ်ကြိမ်ဘုံကျဲခဲ့တယ်လို့သိရပါတယ်။မိုးမိတ်မြို့ရွှေစားလီစာတင်ကြောင်းကိုလည်းအကြံဖတ်စစ်တပ်က Jet Fighter နဲ့လေးကြောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ရွှေပြည်ရွာမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့အကြံဖတ်စစ်ကောင်စီကလေးကြောင်းကနေဘုံကျဲတိုက်ခိုက်ရာစစ်ကောင်စီရဲ့ဒေါက်တိုင်ဦးပြူပိုင်ဆိုင်နဲ့စီဆိုင်နဲ့ကုံမာဆိုင်မိလောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ6ရက်နေ့မွန်လွယ်၁၂:၂၀မိနစ်ခန့်မှာစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာမှာတော်လိုင်းတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့် စစ်ကောင်စီရဲ့တောက်တိုင်ဖြစ်တဲ့ဥပြုနဲ့ဒေါ်ခင်မာမြိုင်ပိုင်ဆိုင်နဲ့စူပါနိုင်စီဆိုင်နဲ့ကုံမာဆိုင်တို့မိလောင်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီလေးချောင်းကနေတိုက်ခတ်မှုကြောင့်ခြေရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေကြရပြီးတော့ပြည်သူများထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗျ။တိုက်ပွဲကတော့ဆက်လက်ပြီးတော့ဖြစ်နေတော့မယ်စစ်ခွေးတွေကလေးချောင်းကနေဘုံကျဲနေတဲ့စစ်ခွေးတောက်တိုင် ဥပြုနဲ့ဒေါခင်မာမြိုင်တို့ပိုင်ဆိုင်တဲ့စူပါနိုင်စီဆိုင်တဲ့ကုံမာဆိုင်တို့ကတော့ဘုံကျဲခံရပြီးတော့မီးလောင်သွားတယ်လို့စင်ကူးမျိုးနဲ့မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမျိုးပေါ်ကဌာနဆိုင်ရာဝန်ထမ်းများနဲ့စစ်တပ်အတိုင်းဝိုင်းကမိသားစုဝင်များမျိုးကိုဆုံခွာထွက်ပြေးနေပြီးတော့73စီများလဲပြက်လက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ၁ရက်နေ့ကစပြီးတော့စင်ကူးမျိုးပေါ်မှာရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းများနဲ့စစ်တပ်အတိုင်းဝိုင်းကမိသားစုဝင်များမျိုးကိုစွန့်ခွာထွက်ပြေးနေတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကရွှေဘုံစင်ကူးလမ်းပိုင်းကိုပိတ်ဆို့ထားပြီးတော့စီကားများကိုဖြတ်တန်းသွားလာခွင့်မပေးတော့တဲ့အတွက်ကြောင့်စင်ကူးမျိုးပေါ်မှာဓာတ်စီဝယ်ယူလို့မရတော့ဘူးလို့သိရပါတယ်။စင်ကူးမျိုးပေါ်မှာဘောမအုပ်စုတွေတော့လစ်ကုန်ကြပြီ။စင်ကူးမျိုးပေါ်ကစစ်ကောင်စီရန်တရားအောင်မှာလဲပတ်နေတဲ့အောက်ဆွဲတွေလည်းအကုန်လစ်ကုန်ကြပြီ။၃ရက်လောက်ရှိနေပါပြီ။စင်ကူးမျိုးပေါ်ကရေစခန်းမိသက်နဲ့ဝန်ထမ်းအင်အားတွေမှာလူမရှိတော့ဘူး။ တရက်နေ့ကစပြီးတော့လက်ကုံကြတာလို့စင်ကူးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါ့အပြင်စင်ကူးမြို့နယ်ကျေးရွာတချို့ကပြူစောထီးများနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေဟာလည်းထုံးကြီးရွာကိုထွက်ပြေးတိမ်းရှောင်နေကြပြီးတော့အကြမ်းဖက်စစ်သားများနဲ့ပြူစောထီးများကထုံးကြီးရွာမှာခံစစ်ပြင်ဆင်နေတယ်လို့သိရပါတယ်။ထုံးကြီးရွာနဲ့တောင်အေးရွာကအကြမ်းဖက်စစ်သားများနဲ့ပြူစောထီးများက PDF တပ်ဖွဲ့များလာရောက်တိုက်ခိုက်မှာကိုကြောက်လန့်နေပြီးတော့ထုံးကြီးတောင်အင်းကြားမှာရှိတဲ့နမင်းတရာတောင်အင်းရွှေပြည်ကြားမှာရှိတဲ့ ိုင်းချောင်းတရားနဲ့အသားတရားတို့ကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မြို့နယ်တွေကကြေးရွာတချို့ကပြူစောတိအုတ်ချုပ်ရဲမှုတွေနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေလည်းလက်ကုံပြီးထွက်ပြေးတဲ့ပြူစောတိတွေအားလုံးကထုံးကြီးရွာမှာတွားစုနေတယ်လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့ပေါ်မှာကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားနဲ့ပြူစောတိများကို PDF များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်10:00ခွဲကမှာ ရေစကြိုမျိုးပေါ်မှာရှိတဲ့အမတ်ရှိရက်ကွက်ဒုက္ခဝရီအထကတိအကြောင်းပါကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိများကိုတွားရောက်ပြစ်ခတ်တိုက်ခိုက်ရာပြူစောတိတအုပ်နဲ့စစ်သားတအုပ်တို့တိတ်ဆုံးခဲ့ကြောင်းမြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘုံမိုက်ခဲကပြောဆိုခဲ့ပါတယ်ကတ်ပြီးတော့ပြစ်တာဝါရက်ပြန်ကွဲနှစ်ပြန်လောက်ပဲဝေးတယ်၃ယောက်ကို၂ယောက်သေးတယ်၁ယောက်ကကျွန်တော်တို့ဘက်ကတနက်ဂျမ်းဖြစ်သွားလို့ပြစ်မရတာအဲ့ဒီ၁ယောက်ကကြောင်းထဲကိုဝင်ပြီးတော့ပြန်ခံပြစ်နေလို့လက်နက်ကိုကောက်လို့မရတာတေတာကကျွန်တော်တို့ကိုယ်တိုင်မျက်မြင်မြင်ခဲ့တာပါ ယူစောတိတယောက်စစ်ခွေးတယောက်တည်တယ်လို့ဘုံမိုက်ခဲကပြောဆိုထားပါတယ်ပြစ်ကတ်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကလမ်းသွာလမ်းလာပြည်သူများကိုဖမ်းဆီးရိုက်နှံမှုများပြုလုပ်ခဲ့ကြောင်းမြို့ကန်တချို့ကပြောပါတယ်စစ်ကောင်စီကတော့အဲ့ဒီပြစ်ခတ်မှုကြောင့်၎င်းတို့ထိခိုက်မှုမရှိဘဲလမ်းသွာလမ်းလာပြည်သူတွေသာထိခိုက်ခဲ့ကြောင်းစစ်ကောင်စီရဲ့ဝါရဖြတ် Telegram Channel များမှာရေးသားထားပါတယ်ဇွန်လ28ရက်နေ့ညနေပိုင်းကလည်းရေစကြုံမျိုးပေါ်ကတ်ကြော်ကြောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုကို MPD တပ်ဖွဲ့နဲ့မဟာမိတ်များကတွားရောက်တိုက်ခိုက်ရာပြူစောတိတအုပ်တေဆုံးခဲ့သေးကြောင်း တရင်ရရှိပါရယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ရှမ်းမြောက်ဒေသနဲ့မိုးကုတ်မြို့နယ်တို့မှာစနေရတာကာလအတွင်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ခြင်းကြောင့်ပြည်သူ44ဦးသေဆုံးပြီး58ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲနောင်ချိုတီဘောမိုးမိတ်လားရှုံမြို့နယ်များနဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်တို့မှာဖြစ်ပွားလျက်ရှိတဲ့တိုက်ပွဲကာလ12ရက်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်ဗုံးကျဲခဲ့ခြင်းကြောင့်ပြည်သူ44ဦးသေဆုံးက58ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လ25ရက်နေ့ကစတင်ပြီးတော့တောင်းတမတော် DNL နဲ့အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲများစတင်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်ဗုံးကျဲခဲ့တဲ့အတွက်ကြောင်မဲမြို့နယ်မှာအရသာပြည်သူ18ဦး နောင်ချုံမြို့မှာအရတားပြည်သူ၂ဦးမိုးကုံမြို့မှာအရတားပြည်သူ၅ဦးမုံမိတ်မြို့နယ်မှာအရတားပြည်သူ၁ဦးနဲ့လာရှိုးမြို့မှာအရတားပြည်သူ၁၅ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါဗါးဘလားတူပဲအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လေကြောင်းနဲ့လက်နက်ကြီးကြီးစားများထိမှန်ပြီးတော့ကြောင်မဲမြို့မှာအရတားပြည်သူ၂၈ဦးနောင်ချုံမြို့မှာပြည်သူ၁ဦးမိုးကုံမြို့မှာပြည်သူ၄ဦး ။တီဘောမြို့မှာ6ဦးနဲ့လာရှုံမြို့နယ်မှာ73ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နောင်ချုံမြို့မှာစောက်ရနေရေးအတွက်နေ့စဉ်သွာလာရုံးကန်နေရတဲ့ဒေသနေပြည်သူအမျိုးသမီး9ဦးကိုလည်းစစ်တပ်ကပြစ်တက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကဘုံကျဲပြစ်ခတ်မှုကြောင့်ဖုံကြီးကြောင်စာတင်ကြောင်များအပါအဝင်နေအိမ်80ကျော်ထိခိုက်ပျက်စီးခဲ့ပြီးတော့ဒေသနေပြည်သူ3000ကျော်ဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဇူလိုင်လ6ရက်နေ့မှာလာရှုံမြို့ရက်ွက်ခွနဲ့မှာရှိတဲ့ စိတ်ဓာတ်ဒုက္ခဖုံကြီးချောင်းကိုအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ကိုရင်သုံးပါးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လလ9ရက်နေ့ကလည်းလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ကြောင်မဲရက်ွက်တက်မှာအရက်သား2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မိုးမိတ်မျိုးနဲ့အုံးကျော်ရွာဟောင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်အဖွားအုပ်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လလ3ရက်နေ့မှာနောင်ချုံမြို့နယ်နတ်မော်ကျေးရွာမှာအကြမ်းဖက်စစ်ကောင်စီက112လေးရင်နဲ့လာရောက်ဘုံကျဲခဲ့ခြင်းကြောင့် အမျိုးသား၂ဦးပွဲချင်းပြီးတေဆုံပြီးတအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ဟာတိုက်ပွဲအတွင်းမှာပြည်သူများကိုဥတီပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း၊လေကြောင်းကိုတုံးပြီးတော့ဘုံကျဲခြင်းများကိုပြုလုပ်လျက်ရှိပြီးစစ်ရာဇဝတ်မှုများကိုပျောင်ပျောင်တင်းတင်းချိုးဖောက်နေတယ်လို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ